လွိုင်းလင်းမျိုးအမတ်နှစ်အခြေခံပညာထက်တန်းကျောင်းတွင် လူငယ်ရေးရာသိပညာပေးဟောပြောပွဲဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ဥပပေါင်းဆောင်ရွက်သောလူငယ်ရေးရာသိပညာပေးဟောပြောပွဲကို အမတ်နှစ်အခြေခံပညာထက်တန်းကျောင်းကမ္မတွင်ယနေ့နဲ့နောက်ပိုင်းကဆောင်ရွက်ခဲ့ပါတယ်။ရှိဥစွာခရိုင်လုတ်သမားညွန်ကြားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှုဒေါခင်လေးပြူက ကလေးလုတ်တာအကြောင်းသိကောင်းစရာများဟောပြောခဲ့ကပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိဒေါ်နန်းပြည်စံဒီမြင့်က လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးဟောပြောခဲ့ပါတယ်။ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဦးမချူကလူငယ်နှင့်ဇာရိတ်တာကောင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ပါတယ်။ဆက်လက်၍တက်ရောက်လာသောအကြောင်းသားအကြောင်းသူများကလူအပ်တီများဖြစ်ဆွဲဆွေးနွေးရေး သီလိုသည်များကိုမင်းမြန်းခဲ့ရာတာဝန်ရှိသူများမှပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်အဆိုပါအသိပညာပေးဟောပြောပွဲသို့ကျောင်းဥဆရာမကြီးနှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများစုစုပေါင်း150ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာဆက်လက်ပြီးမိုင်းတုံမြို့၌အခြေခံစားတော့ကုံစည်နှုတ်တည်ငြိမ်ရေးကြီးကျက်ဆောင်ရွက်လျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ရမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်ရှိ ဈေးဆိုင်များလားယနေ့နဲ့၈နာရီအချိန်ကအခြေခံစားတောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကြီးကျက်ဆောင်ရွက်ခဲ့ကြအောင်သိရှိရပါတယ်။အဆိုပါကြီးကျက်ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးလွင်မိုးမြို့နယ်ရဲမှူးမြင့်အောင်မြို့နယ်စီပင်မြို့နယ်တက်တော် မြို့နယ်မီးသက်မြို့နယ်စိုက်ပျိုးရေးနှင့်မြို့နယ်ပြန်စက်တို့ပူးပေါင်း၍မြို့ပေါ်ရှိဈေးဆိုင်များသို့တဆိုင်ဝင်တဆိုင်ထွက်၍အခြေခံစားသုံးသူများဝယ်ယူစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ အခြေခံစားတော့ကုန်ဈေးနှုန်းတည်ငြိမ်ရေးကြီးကြပ်ဆောင်ရွက်ခြင်းရောင်းချသောဈေးတွေများအနေဖြင့်တင့်လျော်သောဈေးနှုန်းဖြင့်သာရောင်းချပေးစေလိုခြင်းအမျက်ကြီးတင်၍မိမိတစ်ဖက်တည်းကြည့်ပြီးမရောင်းချဘဲနှစ်ဦးနှစ်ဖက်မျှတသည့်အမြင်ဖြင့်ရောင်းချပေးသွားရန်ဈေးဆိုင်တိုင်းကို ကြီးကြပ်မှာကြပြီးမိုးရသည့်ဖြစ်သည့်အတွက်တဘာဝဘေးအန္တရာယ်ကိုလည်းသတိထားကြရန်နှင့်ကြိုတင်ပြင်ဆင်ထားရန်မှာကြခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။